ဟိုတုန်းကစမ်းစရာကြီးဥကြော်လိုင်ဟာတဲ့စမ်းပေတင်မတင်ခင်မှာဗောနော်အရင်ဆုံးသူကတိုင်ခုနှစ်တိုင်မှာနော်တိုင်နေတဲ့ဘာဝကိုတင်လိုက်တယ်တိုင်ဌာနတွေရဲ့သဘောတရားတွေကိုတင်လိုက်တယ်ပြီးတော့မှတတိုင်ချင်းဒီမှာအကြောင်းအရာတစ်ခုချင်းဒီဂျိုးတလုံးချင်းဒီကိုခုနှစ်တိုင်လုံးပေါ်နေ ਉ တော့တင်ပေးတယ်ပေါ့နော်အဲ့လိုအခြေခံတွေကနေစပြီးတင်တာအဲ့လိုအခြေခံတွေကနေစနေတကျတင်ရတဲ့သူတွေကဒီ၃နောက်ဘုံနဲ့ခေါ်တဲ့အခါမှာ ီတီကြကြဟောတက်လာတယ်လို့ဒါကျွန်တော်ဆရာထုံးနေအကြောင်းပြောတယ်အဲ့ဒါဆိုတင်းနှစ်တုံးအခြေခံလေးကောင်းသွားတော့အခြေခံကောင်းသားကမှနောက်ပိုင်းဟောခွက်ဒီမှာပို့ပြီးတော့မြန်မြန်ဆန်ဟောတက်လာအဲ့တော့ကျွန်တော်တိုင်းခုနှစ်တိုင်းရှိရဲ့တစ်တစ်တန်းဒီတိုင်းနှစ်တန်းဒီတိုင်းသုံးတန်းစီလေးတန်းစီငါးတန်းစီ၆တန်းစီခွန်တန်းစီပေါ့နော်သုံးညတန်းစီဒါဆိုတန်းစီခုနှစ်မျိုးနဲ့တိုင်းခုနှစ်တိုင်းရတယ်အဲ့တဲ့ရကတော့၈ခုရှိတယ်ဒါပေမဲ့အင်္ဂါတဲ့အောင်တဲ့ ်ဘုရုတယောက်မှာကျတော့၅၆ခွန်တိုင်းနေဖြစ်နေဟောတိုင်ကြီးကတတ်တူနေเนาะအဲ့တော့ကြောင့်ဒါဆိုတစ်တန်းဒီတိုင်အဲ့ဒီတိုင်းခွန်တိုင်းမှာတနင်းလူကြီးတိုင်နဲ့အလုပ်ကိုဟောပြမှာလို့ပြောမှာเนาะတစ်တန်းဒီတိုင်နဲ့အလုပ်ကိုဟောပြမှာဆိုရင်တစ်တန်းဒီတိုင်မှာတနင်းလူကြီးတန်းဒီဌာနမှာရှိတယ်တန်းဒီဌာနဒီတစ်တန်းဒီသမားကိုကျွန်တော်တို့အလုပ်နဲ့ပတ်သက်ရင်ဟောမယ်ဆိုရင်တန်းစီတထွေလက်ဝင်ပြီးမှတ်လီကောင်းကြွားလို့ပြောတယ် ဒါဆိုတန်းစီထဏာတိလက်လာပါဝင်မယ်။ကောင်းကျိုးပေးမယ်လို့ပြောတာ။ဒါကြောင့်တန်းစီတိအဝင်ဌာနပြည့်လို့ကြောင့်အလုတ်ကန်ခွင်းလန်းတွေပေါ်လာမယ်။အကြီးအကဲမှန်းစားမယ်။အထက်လူအောက်လူတွေရဲ့ကောင်းကျိုးကြောင့်အလုတ်ကန်တွေအဆင်ပြေလာမယ်။အလုတ်ကန်ခွင်းလန်းကောင်းတွေပေါ်လာမယ်။အဆင်ပြေမယ်အောင်မြင်တိုးတက်မယ်လို့ဟောပါမယ်။ဒါဆိုရင်နှစ်သုံးလေးတိုင်မှာအလုတ်ကျိုးဟောပြပါစဉ်တန်းကတ်မှာရှိတဲ့တန်းကတ်ဌာနအသည့်တန်းကတ်တစ်ချက်လက်ဝင်ထွက်ဆက်ဆက်ကျင့်တွေ့ရလို့ပြောတဲ့ကြောင့် အလုတ်ကမတည်ငြိမ်ဘူးနော်မတည်ငြိမ်ဆိုအမှန်မရှိဘူးအလုတ်ကောင်းရင်ကောင်းမယ်ပါရင်ပါပါမယ်အီလေလေဖြစ်ရင်ဖြစ်နေတယ်အဲ့တော့အီလေလေဖြစ်နေရအလုတ်ပါနေရတဲ့အနေနဲ့မို့ပြင်ပြန်ကောင်းလာမယ်ပြင်ပြန်ပြီးအီလေလေဖြစ်ပါမယ်အဲ့တော့တန်းကတ်ဒီဝင်ထွက်မမြဲသဘောတရားပေါ့နော်အဲ့တော့တနင်းတွင်နဲ့ကိုရှိခင်တော့အခေါ်ရမှာတော့အိုးတို့အစ်တို့ဘာတို့ဗဒီဘက်ခင်မာတာတွေမရှိတော့တနင်းတွင်ဆိုအလုတ်ပဲအဓိကထားဟောမှာပဲအဲ့တော့အဲ့အကြီးကျယ်ပါနေတယ်ဆိုရင်ထွက်မယ်ထွက်ပြီးပြောင်းမယ်ဆိုအကြီးကျယ်ထွက်မယ်ဆိုတာဟိုတေးပါလို့ပြောမယ်အကြီးကျယ်က တနေရာနေရာဌာနတစ်ခုခဏပြောင်းရွှေ့သွားမယ်ပြီးရင်ပြန်ရောက်လာမယ်အစားသဖြင့်အဲ့လိုဝင်ထွက်မနေတဲ့ဘောတရားပြောလို့ရတယ်အဓိကပြင်းတော့အလုတ်ကိုပြောမယ်ဆိုရင်အလုတ်ဒီတန်းကက်ဒီမငြိမ်တဲ့ဘောတရားလေးရှိတယ်ဒါနဲ့၃လေးတိုင်းဒါပြင်၃လင်းငန်းတိုင်းမှာအလုတ်ကိုဟောပြပါလို့ပြောရင်တနေငွေတို့ဒီဘမရှိတော့မန်တနေလို့ခေါ်တဲ့နေလေးမှာရှိတယ်အဲ့တော့အဲ့တော့မန်တနေမှာလွန်ချူကြယောဂများလက်လက်အဲ့စတဲ့ပြင်အဲ့လိုမျိုးလင်္ကာလေးရှိရယ်။နောက်နေနောက်မူကွေးတဲ့မျိုးကနေနှစ်ပါးမှမချမ်းသာချူကြများတတ်လားဆို ဒီဒီနေ့မန္တလေးနဲ့ဒီကနေ့မှာရှိတဲ့ဂျူရီကခြူကြတယ်ပြောညံ့နေအားနေတယ်ကျမ်းမာရေးသူခြူကြမယ်ဘာလို့တနင်္ဂနွေပါဖြစ်နေလို့ခြူကြနေတယ်ပြောညံ့နေတယ်အားနေနေတယ်အလုတ်ဂျူခြူကြတယ်ပြောညံ့နေအားနေနေအားနေတယ်ဘာလို့သုံးနေငါးတိုင်မှာဆိုအလုတ်ဒီအလုတ်ဝတ်ပြီးအောင်မဆိုင်နိုင်ဘူးအလုတ်မှာစိတ်ဝင်စားဘူးအလုတ်ကိုပြစ်ထားတယ်ကံကတော့အကောင်းပဲရှိနေတယ်แกก็ไม่ชินเหมือนกันตัวมวยเนี่ยดีไก่เท่ตันนี้มาชินตัวละกองแต่ตัวเนี่ยปุ๋ยไก่เนี่ยเปล่า ဒါကလောကနဲ့ပြည်နေကြတော့တောက်ကြတယောက်ဖြစ်တဲ့ကြောင့်တောက်ကြတယောက်ကအကောင်းလောကနဲ့ဒီအစစအရာတော့ကောင်းကင်ကောင်းနေတယ်အရှင်ပြင်းနေတယ်ဒါပေမဲ့အလုတ်ပေါ်မှာသူပေါ်ချနေတယ်အလုတ်ကိုအအောင်မထားဘူးအအောင်မဆိုင်နိုင်ဘူးဖြစ်နေတယ်လို့ပြောလို့ရတယ်၄င်း၆တိုင်မှာလုတ်ကျူဟောမယ်၄င်း၆တိုင်မှာလုတ်ကျူသည်ဒါတိတ်ခနေသည်အင်အားဥစ္စာတိုင်မှာလို့ခိုက်လူပဲပေါ့နော်သူကအဆိုးတဲ့နေရာနေကြီးဌာနမှာရောက်နေဒါဆိုရင်နေ အဲ့ဒီတိတ်ခဏိဌာနမှာရှိတဲ့ဂျူရဲ့တဘာဝကြီးဘာတဘာဝရှိတယ်ဆိုတော့အမြင်ကနေပြုတ်ကြပါမိနေရကနေနှိမ့်သွားသူ့ဟာဘောရေပုံမဲ့လုံနေရကနေအလုတ်ပြောင်းလိုက်တယ်တခြားကုမ္ပဏီဝင်ရတဲ့အရင်ရမျိုးမျိုးမရတော့ယာတို့ကတရှင်းနေသွားတယ်ဒါမှမဟုတ်အရင်လိုလုပ်ပိုင်ကုမ္ပဏီမရတော့နောက်ဆုံးအရင်ကုမ္ပဏီမှာလုပ်ခဲ့တယ်မှာကိုထိုင်ရတဲ့ယုံငယ်နဲ့နောက်ကုမ္ပဏီရဲ့ယုံငယ်နဲ့ကမတူဘူးဖြစ်နေတာအဲဒါဆိုလို့ချင်းဒါဒီအဲ့လိုအမြင်ကနေအနေဝင်ရောက်သွားတယ်အလုံးနဲ့ပတ်သက်လို့ အခက်အခဲလေးပြောမယ်။နောက်တနင်္ဂနွေနေ့ဒီအိမ်ကိစ္စအကြီးကြီးကိစ္စအဲ့ဒီနဲ့ပတ်သက်လို့အခက်အခဲအထင်းတော်ကြီးပေါ်မယ်လို့ကျွန်တော်ပြောလိုက်ရတယ်။ဒါတနင်္ဂနွေကျိုးကိုဒီ96တိုင်မှာပြောတာ။96ကွန်တိုင်မှာတနင်္ဂနွေကျိုးကိုဟောပြပါအလုပ်ကိုဟောပြပါခြင်းအလုပ်ဒီတိုင်ကြီးမှာမဟုတ်လား။နော်တိုင်ကြီးဒီအဝီးကိုပြတယ်နော်။အဝီးမှာရက်ဝီးဒေတာမှာတွားရောက်အလုပ်လုပ်ကံနေဖြစ်တဲ့ရက်ဝီးဒေတာနေအလုပ်ခေါ်တာလေးပဲရောက်လာတဲ့ရက်ဝီးက ဦးလေးကအတော်ကအကြီးကြီးကလှမ်းပြောတဲ့အလုတ်ကန်ခွင်းလမ်းမျိုးလုတ်ကန်ရတဲ့အဝေးနဲ့ပတ်သက်တဲ့အလုပ်မျိုးဖြစ်တယ်။ဒါကတော့တိုင်းချင်းမှာရှိလို့ရှိရင်အဲ့တော့တိုင်းချင်းမြေလူရံယူလွန်ကျူးတည်တယ်လားဆိုအလုတ်တည်တယ်လို့ပြောမယ်။အလုတ်တည်ဆိုအလုတ်ပါမယ်အလုတ်ကြောင့်နော်အလုတ်ကလို့ပြောမယ်အခက်အခဲချင်းတော်ဒီဖြစ်မယ်။ဒါတနင်္ဂနွေတူတလုံးဒါခုနှစ်တိုင်းနဲ့ဟောနေရနော်။အဲ့တော့6တုံညာတိတိုင်တက်ရောက်အပြင်စနေတက်ရောက်ပေါ့။နော်6တုံညာတိတိုင်မှာတက်အလုတ်ကြိုဟောပြရင် ထောက်သူညာတိတိုင်ဒီအလုပ်သူကတနေလို့ဒီတိုင်ထိမှမဟုတ်ဘူးလားအကောင်းဆုံးဌာနနော်အဲ့တော့တန်းစီရဲ့သဘောတဘာဝသည်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုဒီတန်းစီဌာနပြင်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့အောင်မြင်တဲ့အလုပ်ဒီမှာတိနေသုံးတိုင်ထောက်သူညာတိတိုင်မှာကြတော့တိုင်ထိတိုင်ထိဒီကိုကတိတ်အားမဆက်ရပါပဲနဲ့သူ့အလိုလိုကန်ကောင်းပြီးပေါ်ပေါက်လာတဲ့အလုပ်ကန်အခွင့်အရေးတွေပါလေရရှိတတ်တယ်အလုတ်ကင်ခွင်လင်ကောင်းနေပုံမယ်အလုံးနဲ့ပတ်သက်ရင်ဆက်ဆက်ရအကန်ကောင်းနေတယ်လို့ပြောလို့ရတယ် ဒီတနည်းလို့ပြောလို့ရတယ်။နောက်တုံညာတင်းနှစ်တာတင်းနှင်းလာတဲ့အောင်တုံညာတင်းနှစ်တာတင်းနှင်းတွေဒီဘာမှရှိအောင်ပြမှာရှိတယ်။ပြမှာရှိတယ်ဆိုလို့ချင်းကြားငွေထဲမှာခြေတင်းတာယောဂရတယ်လားဆိုတာဒါလူကိုပြောတာပေါ့နော်။ဒါဆိုတင်းနှင်းတွေကပြမှာရှိတယ်အလုပ်ထဲမှာအဲမတော်စားခင်မိခိုင်းမိတွေဖြစ်တဲ့တကူးဆိုင်မှာဒါထည့်ဟောလို့ရတယ်။ပြီးရင်အလုပ်ကပြသည်ပြရနေလာတာအများအတွက်ပေါ့နော်။အဲ့တော့ကိုလုံးတဲ့အလုပ်ဒီအများအတွက်သူညာကြောင့်ဖြစ်ရတာ သူညာအပြဆိုဆိုးမှာမဟုတ်လားသူများကြောင့်ကိုယ့်အလုံးမှာထိခိုက်တယ်ပေါ့သူများကြောင့်အလုံးမှာဘယ်လိုလဲအပြစ်ပေးတာတော့အရေးယူတာကိုခံရတယ်သူများကြောင့်ဒုက္ခရောက်တယ်တနင်းလူရဒီပြဒီအများကြောင့်ဒုက္ခရောက်တယ်ပေါ့အဲ့မှာအလုံးသွားရောက်နေရဒါဆိုရင်ကျွန်တော်တို့ဂျိုးတလုံးကိုတန်ခွန်တန်တာအဲ့လိုမျိုးခေါ်ကြည့်တာဒါတနင်းလူကိုခေါ်လိုက်တာဒီဒီပုံမှန်တနင်းလူကိုခေါ်လိုက်တာနောက်ပုံမှန်ကျွန်တော်တနင်းလာကိုခေါ်ကြမှာပေါ့နော်